အားလုံးပဲမင်္ဂလာပါဒီချက်နွေရကြိုဆိုလိုက်ပါတယ်ဒီချက် channel လေးရတော့ great ten mess ရဲ့သင်ခန်းစာတွေကိုရှင်းပြထားတဲ့ဗီဒီယိုလေးတွေကိုတင်ပေးထားတာဖြစ်ပါတယ်သူ့ရဲ့ playlist အလိုက်เนาะ chapter လေးတွေကို လေ့လာလို့ရပါတယ်เนาะအခုဒီဗီဒီယိုလေးမှာလဲ chapter 10 trigonometry ပေါ့เนาะဒီမှာရှိနေတဲ့တောင်မှန် trigonometry ရဲ့ဖြည့်ရှင်းပုံလေးကိုမေခွန်ဖတ်ပုံလေးကအစား တကယ်ရှင်းပြထားတာဖြစ်ပါတယ်ကြည့်ရအောင်နော် great dam mess trigonometry ပေါ့နော် chapter 10လေးမှာရှိနေတယ်ဒီ exercise 10.5မှာရှိတယ် number 9တတိကံဖြည့်ရှင်းတဲ့မေခွန်းလေးကိုဆရာရှင်းပြမှာဖြစ်ပါတယ်เนาะဆိုတော့မေခွန်းလေးက solve the triangle abc လို့ပေးတယ်အဲ့တော့မေခွန်းက solve the triangle လို့မေးလို့ရှိရင်အဲ့ဒီတတိကံနေရာကเนาะမတိသေးတဲ့ တန်ဖိုးတွေအကုန်လုံးရှာပြရမှာဖြစ်တယ်နော် with angle a 90 degree c 37 and a 100 using as much of the information below as necessary လိုအပ်လို့ရှိရင်သုံးဖို့အတွက်ဒီအောက်မှာเนาะ page ချက်ကလေးတွေရှိရပေါ့เนาะအဲ့ဒါလေးတွေကိုဒီချက်တို့ဒါလိုရင်းယူသုံးဖို့ပေါ့ဆိုတော့ ဒီလိုမေကွန်းဆိုရင်ဒီထဲတော့တရိကံလေးဆွဲတော့ဓာတ် A 490ဖြစ်တဲ့အတွက်ကြောင့်မို့ဒါဓာတ်မှန်တရိကံလေးဆွဲမယ်ပြီးလို့ရှိရင်ဓာတ်မှန်ဖြစ်တဲ့နေရာလေးမှာ A ကျန်တဲ့ထောင်ချင်းတစ်ခုက B နဲ့ C နောက်ဒီဓာတ်မှန်ဖြစ်နေတဲ့ A နဲ့မျက်နှာချင်းဆိုင်အနားလေးကို A သေးလို့ပေးမယ်ဒါဆိုတော့ तू ကဓာတ်မှန်ကန်အနားပေါ့နော်ဓာတ်မှန်ကန်အနားလေးက100လို့ပေးထားတယ် now ဓာတ် C နဲ့မျက်နှာချင်းဆိုင်အနားလေးက C ဖြစ်တယ်သူ့ရဲ့တန်ဖိုးလေးကိုတော့37လို့ပေးထားပါတယ် အဲ့တော့ရှရုရှားမှာပါရှာမလဲဆိုလို့ရှိရင်တောင်းဘီနဲ့မြန်နေရှင်းဆိုင်နေတဲ့အနာဘီလေးကိုရှားမှာဖြစ်တယ်။နောက်တောင်းဘီနဲ့တောင်းစီကိုရှားမယ်ပေါ့နော်။ဒီကတော့ဒီမေကွန်ကတောင်းနှစ်တောင်းနဲ့အနာတနာကိုရှားရမယ်မေကွန်လေးပေါ့။အဲ့တော့ပေးချက်ကလေးကိုဒီရှရုကအရင်စရေးမယ်ပေါ့နော်။ဒီမှာနံပါတ်9လို့တက်မယ်။ပြီးရင် angle A 90 degree နော်။အနာ a equal to 100အနာ c equal to 37 ဒါပြည့်ချက်ဖြစ်တယ်။ဒါဆိုတီချာရူဘာရှာမှာတော့ဆိုလို့ရှိရင်တော့အန်ကယ်ဘီရှာရမယ်။နောက်တစ်ခါအန်ကယ်စီရှာရမယ်။နောက်အနာဘီလေးရှာရမယ်။ဟုတ်ပြီနော်။ဒီသုံးခုရှာရမယ်။အဲ့တော့ပထမအောင်ဆုံးတီချာရူဘာကိုတွက်မလဲကြည့်ရအောင်နော်။တောင်းမှန်တွေ့ကံဖြစ်တဲ့အတွက်ကြောင့်တကယ်ကတော့အနာတနာကိုတီချာရူဒီ Pythagoras theorem တုံးပြီးတွက်လို့တော့ရတာပေါ့နော်။ဒါပေမဲ့ ရှယ်ရူရဲ့ဒီအနားရဲ့ပေးချက်ကိုကြည့်လိုက်တဲ့အခါမှာဒီ square root ကမပြတ်နိုင်တဲ့တန်ဖိုးတွေထွက်လာတယ်ပေါ့နော်အဲအဲကြောင့်မလို့တခြားရော Pythagoras theorem သုံးပြီးတော့ဒီအနားတနားရှာတဲ့နည်းကိုတခြားလိုမသုံးဘူးဆိုတော့ဘာဆိုရင်ဒါဆိုရင်ဘာကိုစရှာမလဲဆိုရင်ဓာတ်ကိုရှာမယ်ဓာတ်ရှာတဲ့အခါမှာဓာတ်ဘီနဲ့ဓာတ်စီဘသူ့ကိုအရင်ရှာမလဲဆိုတော့ဒီမှာရှိနေတဲ့ဒီ sin နဲ့ cos တန်ဖိုးလေးတွေပေးထားတာရှိရယ်နော် အဲ့တော့ sin 21 degree 43 minute က0.3700 cos 21 degree 43 minute က0.9290ဆိုတော့အဲ့ဒီပေးချက်နှစ်ခုထဲမှာ teacher တို့ရဲ့ဒီပေးထားတဲ့အနားတွေနဲ့ဆက်ဆက်နေတဲ့တန်ဖိုးလေး နော်အဲ့ဒါမိုးလေးကဘယ်သူနဲ့ဆက်ဆက်နေတော့ဆိုရင် sin 21 degree 43 minute equal to 0.3700ဆိုတာလေးကပြည့်ချက်မှာရှိနေတဲ့အနားတွေနဲ့ဆက်ဆက်မှုရှိနေတယ်။အဲ့ကြောင့်မို့လို့ဒီချက်က down C လေးကိုအရင်ရှာမယ်။ဟုတ်ပြီ။အဲ့ down C လေးကိုကြည့်ရအောင်နော်။ down C ဆိုလို့ရှိရင်နော်အနားနှနာပေးထားတဲ့ထဲကရှယ်တို့ C နဲ့ A နဲ့အချိုးချမယ်နော်။ C ဆိုတာက down C ရဲ့မျက်နှာချင်းဆိုင်တာ နော်တောင်စီရဲ့မျက်နှာချင်းဆိုင်တာ opposite side A ဆိုတာကနော်ဒီတရိကံရဲ့ hypotenuse တောက်မှန်ကန်လာအဲဆိုလို့ရှိရင်တော့ဒီချက်လို့ O by H လို့အချိုးချလိုက်မယ်ဆိုရင် တောင်စီလေးရဲ့ sin ချိုးလေးကိုရပါတယ်ဒါကြောင့်မို့လို့ဒီချက်လို့ sin ချိုးကိုသုံးကျင်တာဖြစ်တဲ့အတွက်တောင်စီကိုအရင်ရှာမှာဖြစ်တယ်အဲဆိုတော့ကြည့်ရအောင်နော်ဒီမှာဆိုရင်ဒါဆိုဒီချက်လို့ဒီ C by C by A လို့ချက်လို့ယူလိုက်မယ်အဲ့ဒါဆိုရင်တောင်စီအနေနဲ့ဆိုရင်ဒါ sin C ဆိုတဲ့အချိုးလေးဖြစ်တယ်။အဲ့တော့ C က37เนาะ C က37 A က100 equal to sin C ဖြစ်တယ်။ဆိုရင်ဒီ37 100ဆိုတာကကျေလို့ဘာရလဲဆိုရင်0.37ရတာပေါ့နော်0.37ဒါပေမဲ့ဒီချေလို့ရဲ့ဒီ log သဘောတရားအရာဆိုရင် logarithm ဇာတ်မှာဓတ္တမ၄လုံးရှိတယ်အဲ့တော့နောက်ကနေပြီးရှေရဓတ္တမ၄လုံးနေဖြစ်အောင်00ထည့်လိုက်တော့ 0.3700တဲ့တန်ဖိုးလေးဒီ sin c ဖြစ်တာပေါ့နော်အဲ့ဆိုရင်ဒီပေးချက်ထဲကနေကြည့်မယ်ဆိုရင်0.3700ဒီဘယ်သူ့အတွက်လဲဆိုရင် sin 21 degree 43 minute အတွက်ဖြစ်ပါတယ်နော် equal to sin c ပေါ့အဲ့ဆိုရင်ဒီထဲတော့ဘယ်သူ့တန်ဖိုးရပြီလဲတောင်းစီတန်ဖိုးလေးရပြီ therefore angle c equal to 21 degree 43 minutes ဆိုပြီးတော့ down seal လေးအရင်ရပါပြီ။အဲ့တော့ down seal လေးရပြီဆိုရင် chair ကိုဘသူ့ကိုတွက်လို့ရပြီလေ။ down bill လေးကို chair ကိုတွက်လို့ရပြီ။ဆိုတော့ chair ဒီနားမှာအကန့်လေးကန်လိုက်မယ်နော်။အဲ down seal လေးကိုရှာတာကြည့်ရအောင်နော်။ဆိုတော့ down angle b ပေါ့နော် down b ရှာမှာ angle b equal to angle b ဆိုတော့ chair တို့ down man trigger ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ down b နဲ့ down c နှစ်ခုပေါင်းက90ဒီဂရီ ဲ့တော့ down key လေးကိုလိုချင်တော့90တွေကနေပြီးတော့ angle c လေးကိုပြန်လုပ် equal to 90 degree minus 21 degree 43 minute ဆိုတော့ဒါ degree minute အနှုတ်ဖြစ်သွားပြီเนาะဆိုတော့90 degree တွေက21 degree 43 minute ဆိုတော့ minute ကိုနှုတ်ဖို့ရှိတဲ့အတွက်เนาะတချို့တို့ကဒီမှာဆိုရင်ရေးလိုက်မယ်ဆိုတော့အဲ90 degree ကနေပြီးတော့တချို့ minute လေးကို10မိနစ်ကလေးကို60မိနစ်လို့ 1ဒီဂရီလေးကိုပေါ့နော်60မိနစ်လို့ပြောင်းထားမှနှုတ်ရတာအဆင်ပြေတော့ဒီချက်အဒီမှာ90ဒီဂရီလို့မရေးတော့ဘဲနဲ့80တိုင်းဒီဂရီဒီဘက်ကိုချဲရက60မိနစ်လို့ပြောင်းလိုက်မယ်နော်အဲ့တော့မှ21ဒီဂရီ43မိနစ်ကလေးကိုဒီချက်လို့နှုတ်မယ်နော်ဒီတန်ဖိုးလေးကိုနှုတ်60မိနစ်ကနေပြီးတော့43မိနစ်ကိုနှုတ်မယ်ဆိုရင်70မိနစ်ရပါတယ် 89 degree တွေက21 degree ကိုနှုတ်မယ်ဆိုရင်68 degree ရတယ်။အဲ့ဒါတခြားတို့ angle B လေးရပြီเนาะ therefore เนาะ angle B equal to 68 degree 70 minutes ဆိုတော့ဖြေလေးရတယ်။ဒါဆိုတောင်းတောင်းရပြီအနားတနားရှာပြီ။เนาะအနားဘီလေးကိုရှာပြီ။အနားဘီလေးကိုတခြားတို့ကเนาะအနားဘီကမေးတာဖြစ်တယ်။ပေးထားတာကတော့အနား C နဲ့အနား A လေးပေးတယ်။ အဲတချယ်တို့ကတရားနဲ့စားရတာကိုးလွယ်တာပေါ့နော်ဒါကြောင့်မို့လို့အနာဘီလေးကိုအနာအေးလေးနဲ့တချယ်တို့အချိုးချလိုက်မယ်နော်ပေးချက်ထဲမှာ cos 21 degree 43 minute ရဲ့တန်ဖိုးလေးပေးထားတာရှိတယ်အဲ့တော့ down C က21 degree 43 minute ဖြစ်တဲ့အတွက်တချယ်တို့ down C လေးနဲ့ကြည့်မှာဖြစ်တယ်ဆိုတော့ကြည့်ရအောင်နော်တချယ်တို့လိုချင်တာကအနာဘီလေးဖြစ်ပါတယ်ပေးထားတာတဲ့ကနေပြီးတော့ A လေးနဲ့ဒီပိုင်းခံပြီးအချိုးချလိုက်တဲ့အခါမှာ တောင်းစီနဲ့ကြည့်မယ်ဆိုရင်ဒါ cos အချို့ဖြစ်ပါတယ်เนาะ cos c ဆိုတော့မှာ b by a ရဲ့တန်ဖိုးလေးရ100 equal to cos 21 degree 43 minute လို့ထည့်လိုက်အဲ့တော့ cos 21 degree 43 minute ကပေးထားတယ်0.9290ဆိုတော့ b ရဲ့တန်ဖိုးလေးဒီ equal to 100နဲ့မြောက်မယ်เนาะ100 into 0.9290ဆိုတော့ဒီတရားနဲ့မြောက်တာဖြစ်တဲ့အတွက်သူဒီဓသမဒီဆယ်လီစိတ်နဲ့ယာလီစိတ်ဓသမနှလုံးကကင်းပြေလေးဖြစ်သွားတယ်ဒါကြောင့်မို့လို့92.9ဆိုတဲ့အဖြေလေးရတယ်အဲ့တော့အဖြေ၃ခုစလုံးစုံသွားပြီပေါ့နော်အဲ့ဒါဆိုရင်တီချာတို့ကဒီမှာဖြေပေးမယ် therefore angle b equal to နော် angle b equal to 68 degree centimeter နော် angle c equal to 21 degree 43 minute now အနာ b equal to 92.9ဆိုတဲ့ဖြည့်တည်ရပါဘူးဟုတ်ပြီနော်မင်္ဂလာပါ